ဖြစ်ရဲ့သဘောတူညီထောက်မှုကိုဆက်ပြီးလေးစားလိုက်နာပေးကြဖို့ထိုင်းနဲ့ကမ္ဘောဒီးယားကိုအမေရိကန်အစိုးရကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ဒီဇင်ဘာ9ရက်နေ့ရှေ့ရနေ့တုန်းကအရှိတောင်အာရှအိနီဂျဲနနိုင်ငံကြားနေဆက်စစ်ရေးတင်းမာမှုတွေပြန်လည်စတင်လာပြီးကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ထိုင်းကလည်းနေဆက်မှာရှိတဲ့ကမ္ဘောဒီးယားဆစ်ကန်တွေနဲ့ကာစီနိုယုံတစ်ခုကို F16 တက်လျင်တွေအသုံးပြုပြီးဘုံကျဲခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်အငင်းခုံကိုအကြောင်းပြုပြီးဇူလိုင်လကုန်ပိုင်းတုန်းကလည်း 9ရက်ကြာစစ်ခင်းတိုက်ခိုက်ခဲ့ပူပါရယ်အဒီနောက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်တို့ရဲ့ကြောင်းဝင်ဆက်ဆက်ပေးမှုကြောင့်အပြစ်ရသဘောတူညီမှုရရှိခဲ့ကြပါရယ်အခုတော့နေဆက်မှာစစ်ရေးအရာပြန်လည်တင်းမာလာပြီးအပြစ်ရသဘောတူညီမှုကလည်းဆက်ပြီးတည်မြဲဖို့မရေမရာဖြစ်လာပါရယ်ဒီဇင်ဘာလ8ရက်ညပိုင်းမှာတော့အမေရိကန်အစိုးရရဲ့အမည်မဖော်လိုတဲ့အရာရှိတူကသမ္မတထရမ့်ဟာပဋိပက္ခကိုအဆုံးသတ်စေရေးကတိကဝတ်တွေကိုအပြစ်အဝဆက်လက်လေးစားလိုက်နာဖို့ ထိုင်းရောကမ္ဘောဒီးယားကိုပါဆက်သွယ်တိုက်တွန်းခဲ့တယ်လို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ9ရက်နေ့ထိအချိန်နေရတော့ထိုင်းကနိုင်ငံပိုင်နဲ့တဲကျူးကျော်ဝင်ရောက်နေတဲ့ကမ္ဘောဒီးယားတပ်တွေကိုအပြီးနှင်ထုတ်သွားမယ်လို့ကြေညာထားပါတယ်။ကမ္ဘောဒီးယားကတော့ထိုင်းကသာတမင်အပြစ်ရှာပြီးရန်လိုကျူးကျော်နေတာဖြစ်တယ်လို့ပြောပါတယ်။အပြစ်ရဲ့သဘောတူညီမှုကိုချိုးဖောက်ကြောင်းနှစ်ဖက်စလုံးကအပြစ်အလံဆွဆွဲပြစ်တင်နေချိန်မှာထရမ့်ကနှစ်ဖက်စလုံးအပြစ်ခက်ရဲစရေးကတိတွေကိုဆက်ပြီးထိန်းသိမ်းဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ9ရက်နေ့အရှိတ်ရနေဆက်တိုက်ပွဲတွေကြောင့်ထိုင်းစစ်သားတယောက်နဲ့ကမ္ဘောဒီးယားအရက်သား6ယောက်တို့တိုက်ဆုံးခဲ့ကြောင်းနဖအာနာဘန်တို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ပြီးတော့နေဆက်တစ်လျှောက်ကတိုက်ပွဲပြင်းထန်တဲ့ area တွေမှာနေထိုင်ကြတဲ့နဖဒေသခံထောင်ချီဟာလေဘေးလွယာကိုရွှေ့ပြောင်းနေကြရပါတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကတင်းမာမှုတွေပြန်လည်မြင့်တက်လာတာကိုစိုးရိမ်ကြောင်းပြောကြားခဲ့ပြီး ပြဿနာကိုနှစ်ဖက်စလုံးကထိန်းသိမ်းသိမ်းသိမ်းကန်တွယ်ဖြေရှင်းပေးကြဖို့တိုက်တွန်းထားပါတယ်။အပြစ်အခက်ရဆဲထားခြင်းတော်တွင်နေဆက်မှာမြေမြုပ်မိုင်းပေါက်ကွဲမှုတွေဖြစ်ပြီးထိုင်းစစ်သားတွေထိခိုက်ဒဏ်ရာရခဲ့တဲ့နောက်အပြစ်ရသဘောတူညီမှုတွေကိုဆိုင်းငံ့ထားမယ်လို့နိုဝင်ဘာလထဲမှာထိုင်းအစိုးရကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းစစ်တပ်ကကမ္ဘောဒီးယားဟာအပြစ်ရပြီးနောက်ပိုင်းကြောင့်မှနောက်ထပ်မြေမြုပ်မိုင်းအသစ်တွေထပ်ထောင်ခဲ့တယ်လို့ဆွဆွဲထားပြီးကမ္ဘောဒီးယားကတော့အငြင်းဆိုထားပါတယ်ရှင်။